အရှင်မြတ်မိကုမိလျှောက်ခွင့်ပြုပါရှင်မြတ်အကျွေးရှိလင်ယဟန်ဝိမိဝိယမယတိမ်တက်ခွင့်ရှိမရှိမြန်မာနိုင်ငံများမြန်မာနိုင်ငံသားများစွာဆင်းရဲသားအစတထေးအစုံအကျွေးမကင်းကြပါဘူးရှင်မြတ်အဆူရယူတဲ့အကျွေးပြည်သူနဲ့ဆိုင်မဆိုင်အဖေယူတဲ့အကျွေးသားနဲ့ဆိုင်မဆိုင်ဗန်ချင်းငွေယူထားသူများအပါဝင်ယဟန်ပြုခွင့်ရနိုင်မရနိုင်အကျွေးဆက်နေချိန်မကြည့်ခင်ဆက်ကြားကာလယဟန်ပြုခွင့်ရှိမရှိသိလိုပါတယ်ရှင်မြတ် အကျွေးရှိတဲ့ပုဂ္ဂိုလ်ရဟန်းခံရဟန်းဖြစ်ပါတယ်ရဟန်းဖြစ်တယ်နော်ဒါမှမဟုတ်ရဟန်းခံပေးတဲ့ပုဂ္ဂိုလ်တွေမှာအာဖက်တတ်တယ်အဲ့တော့မိဘတွေအကျွေးရတော့သာသမီနဲ့တော့မဆိုင်ပါဘူးနော်မိဘအကျွေးသာသမီနဲ့မဆိုင်ဘူးအဲ့တော့ကိုယ်မှာရှိတဲ့အကျွေးပါပဲနော်အဲ့တော့အကျွေးရှိတဲ့ပုဂ္ဂိုလ်တွေကိုရဟန်းတော်တွေကရဟန်းခံပေးလိုက်လို့ရှင်ရင်ရဟန်းဘုရားမှာထပ်ပြီးတော့အဲ့အကျွေးဆက်ဖို့လိုပါတယ်ဆက်ဖို့လိုတယ်ရဟန်းဘုရားနဲ့ဆက်ပေးရမယ်မဆက်ပေးရင်တော့ဗာဒစီကကြမှာပဲရဟန်းလူဘုရားတော်ကယူခဲ့တဲ့အကျွေးကိုရဟန်းဘုရားမဆက်ဘူးဆိုရင်အဲ့ပိုင်းအကျွေးပိုင်ရှင်ကလည်းတောင်းတယ် ရှင်ဘုရားပေးရမယ်ဆက်ရမယ်လို့တောင်းတယ်။ဘုန်းကြီးကအဲ့ဒါမဆက်ဘူးလို့ငင်းလိုက်မယ်။ပန်ကျွေးပိုင်ရှင်ကလည်းငါတော့အကျွေးမရတော့ဘူးလို့ဆုံးဖြတ်ချလိုက်မယ်ဆိုရင်ဘုန်းကြီးပါလာစီကကြာပြီပဲ။နော်အဲ့တော့အကျွေးပိုင်ရှင်ကလည်းမရတော့ဘူးလို့ဆုံးဖြတ်ချချရတယ်။အကျွေးဆက်ရမယ်ဘုန်းကြီးကလည်းမဆက်တော့ဘူးလို့ဆုံးဖြတ်ချလိုက်တယ်။နှုတ်နှစ်ဖက်လုံးကဆုံးဖြတ်ချလိုက်တယ်ဆိုရင်တော့ကြပါစီကကြသွားနိုင်တယ်။ဒါကြောင့်ကျွန်တော်အကျွေးရှိတဲ့ပုဂ္ဂိုလ်ရဟန်းခံပြီးရဟန်းဖြစ်တဲ့ရဟန်းဘဝမှာထပ်ပြီးတော့အကျွေးဆက်ဖို့လိုပါတယ်။နော်။อืม အမ်ဖြစ်ဘူးသူကယဟန်ကိုတိုင်အမှမအပ်တာလေတပန်းစာအုပ်ကယဟန်ကိုတိုင်ကသွားပြီးတော့ဒီငွေအပ်တယ်ဆိုရင်တော့ဖဲအပ်မလဲသူကကပ္ပယကာရကတွေကလှုပ်လို့အတိုးတတကအဆက်တယ်ဘာမှမဖြစ်ဘူးဟွန်းသူကစာထဲမှာဒါရိုက်ပါတယ်တန်ကြီးကဝတ္ထုငွေကိုကပ္ပယတွေကအတိုးအောင်လှုပ်ပေးတယ်ဘာမှမဖြစ်ဘူးရတယ်အဲ့တော့ဘုန်းကြီးကိုတိုင်လှုပ်တာမှမဟုတ်တာဘုန်းကြီးကိုတိုင်လှုပ်ရင်တော့မအပ်တော့ဘူးကိစ္စမရှိဘူးရတယ်လေရတယ်လေဟွန်း ရှင်ဖျားမေကောမေးလျှောက်ခွင့်ပြုပါဗျာခုနဆက်ဆက်မေကောပါဗျာအေးဒီခုနအကျွေးရှိရဲ့ဒီလုပ်ငန်းရှင်တွေကြတော့ဒုလဘခဏဝင်ရောဗျာခုနကလိုပေါ့နော်သူအကျွေးရှိတော့ရဟန်းဝတ်တော့ဒုလဘဝင်လဲဒုက္ကအဖေတော့တင်သွားတာမှာသူတော့တင်တာမဟုတ်ဘူးပေါ့နော်ရဟန်းခံမိတဲ့ပုဂ္ဂိုလ်တွေအဖက်တင်မှာပေါ့နော်ဟုတ်ပါဗျာ